ကဲဒါတို့တို့ရေးဒါဆိုတော့ဆရာတို့အရှိမပါတင်ခဲ့လေ11 to 20ကဏ္ဍနေရင်းနှီးတွေတင်ပြီးသွားပြီဒါဆိုရင်ဒါတို့တို့ရင်းနှီးလေးရသွားပြီလို့ဆရာယူဆရကဲဒါဆိုဒါတို့တို့ဒီကဏ္ဍနေတွေရေးတဲ့အခါမှာပို့ပြီးလှလှပပလေးတည်တည်တက်တက်လေးထွက်ဖို့ဟာလိုတယ်ဟုတ်ပြီဒါဆိုရင် ဆရာတို့အဲ့လိုတည်တည်တတ်တတ်လေးဖြစ်ဖို့လေးချောင်းမြင်းနေနဲ့လေ့ကျင့်မယ်။ကဲဒါဆိုသားတို့သမီးတို့ခဲရန်လေးတွေထုတ်ထားမယ်။လေးချောင်းမြင်းစာအုပ်ကလေးတွေယူထားမယ်။ဆရာနဲ့တူတူလိုက်ရေးမယ်နော်။ဒါမှမှတ်မိသွားမှာ။ကဲစလိုက်ကြအောင်။ဒါဆိုရင်ဆရာတို့11နာနေစမယ်။လေးချောင်းမြင်းမှာတေချာမြင်းလေးတွေထိအောင်တည်တည်တတ်တတ်ရေးကြမယ်နော်။စပါပြီ။11ဆရာနဲ့တူရေးဟုတ်ပြီ very good เนาะ ါဆိုမြင်းလေးတွေထီအောင်လှလာပါပါလေးရေးမယ်ဟုတ်ပြီနော်ကဲ12ဆက်ရေးမယ်ခဲရန်လေးထောက်ပါ12ဟုတ်ပြီနော်တိတ်ညာစရာမလိုဘူးနော်လက်ကလေးကိုထိမ်းပြီးတော့တည်တည်ကြာကြာမြင်းချောင်းလေးတွေထီအောင်ရေးမယ်12ပြီးရင်ပါလေ13ကဲ13ဟုတ်ပြီ13 very good okay 13ပြီးရင်ပါလာလေ14 သေချာရေးမနော်14ဖြည်းဖြည်းပဲရေးမယ်နော်မှန်မှန်လေးပဲရေးမယ်မြန်စရာမလိုသေးဘူးနော်ပြီးရင်15ဟုတ်ပြီ15ပြီးပါလားလေ16ဟုတ်တယ်တခြားရေးဟုတ်ပြီပြီးရင်ပါလား 17 17တို့ရေးမယ်ကြာရေးမနော်ဟုတ်ပြီလေဒါဆို18 18တို့ဆက်ရေးမယ်8လေးကိုရေးလို့ရှင်သတိထားနော်၃ညနှလုံးသွားမဆက်နဲ့နော်တစ်ဆက်တည်းရေးမယ်ဒီလိုမျိုးဟုတ်ပြီကဲဒါပြီးရင်19ဟုတ်ပြီ9လေးကိုသူ့ကောင်းလေးကိုတက်တက်ရဲဆွဲချလိုက်နော် အဆောင်ထည့်ပြီးသွားတော့မှဒုတ်ချောင်းကိုဆွဲချတာမလုပ်နဲ့နော်တခါတည်းတစ်ဆက်တည်းဆွဲမယ်ကဲဒါဆိုရင်20ဆက်ရေးမယ်ဟုတ်ပြီ very good ကဲဒါဆိုဒါတို့မိတို့ကြီးဆရာတို့အခု11 to 20ခဏနေကိုလေးချောင်းမြင်းပေါ်မှာတင်ပြီးတော့လေ့ကျင့်သွားတယ်နော်ဆိုတော့ဒီလိုလေ့ကျင့်ရတဲ့ရည်ရွယ်ချက်ကဆရာတို့ကနော်လေလာလာလေးထွက်အောင်တည်တည်တက်တက်ကလေးတွေထွက်အောင်လေ့ကျင့်ရခြင်းဖြစ်တယ်။ဒါကြောင့်သားတို့သမီးတို့က ခေါင်းထဲမှာပို့ပြီးမှတ်မိသွားအောင်ပို့ပြီးတော့လှလှပပစီစီတက်တက်လေးဖြစ်သွားအောင်ဆရာကုနာရေးပြသွားတဲ့ရင်းဒီတိုင်းတစ်ခေါက်ပြန်ပြီးလေ့ကျင့်ဖို့တော့လိုတယ်ကဲဒါဆိုသားတို့သမီးတို့အိမ်မှာလည်းလေးချောင်းမြင်းစာအုပ်ကလေးတွေကိုနော်ဒါတို့သမီးတို့သုံးပြီးတော့ခုနဆရာပြောပြထားတဲ့နီလန်းနဲ့အတိုင်းတေချာပြန်ပြီးတော့တစ်ခေါက်လောက်လေ့ကျင့်လိုက်ကြပါ